ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကဂျာစုဝကိုင်းကောင်းဆောင်အဖြစ်ဆွဆွဲခံထားရတဲ့တရုတ်နိုင်ငံဘွားအမျိုးသားစုကိုတရုတ်ကိုလွှဲပြောင်းအနှံ့ရေးမှာဥပဒေအရအသားစီမဖြစ်ကြောင်းအော်တိုဘာ22ရက်မှာအစီရင်ချက်ချမှတ်ခဲ့တယ်လို့နိခန်အေရှာမှာဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်ရှီဂျီချန်းအမည်ရှိအရှိတောင်အာရှရဲ့ဂျာစုဝကိုင်းကောင်းဆောင်အဖြစ်ဆွဆွဲခံထားရတဲ့အမျိုးသားကိုတရုတ်ကဖမ်းဆီးအရေးယူနိုင်ဖို့ပုံမနီးဖက်လာခဲ့ပါတယ်။ထိုင်းရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးက2008ခုနှစ်တရားခံလွှဲပြောင်းအနှံ့ရေးဆိုင်ရာအဥပဒေမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေအထူးသဖြင့်ပုံမှန်19နှစ်ပုံမှန်193နဲ့ပုံမှန်23နှစ်ပုံမှန်273တို့ပါအခြေခံဥပဒေကိုစန့်ကျင်တာမရှိဘူးလို့တညင်တညိုတဲ့ဆုံးဖြတ်ခဲ့ကြပါတယ်တရုတ်နိုင်ငံကဖမ်းဆီးဖို့အလို့ရှိနေတဲ့ရှီယာသူ့ရဲ့ဆွဲချက်နဲ့ပတ်သက်ပြီးအယူခံဝင်ခဲ့ပြီးနောက်ထိုင်းတရားရုံးရဲ့စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်ရှီကမြန်မာနိုင်ငံအတွင်းရှိအွန်လိုင်းလောင်းကစားကွန်ရက်တွေနဲ့ကာစီနိုလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ပြီးရွှန်တန်း150ကျော် ထိခိုက်နေနာစေခဲ့တယ်လို့ဆွဆွဲထားပြီးတရုတ်အစိုးရကသူ့ကိုဖမ်းဆီးဖို့အလိုရှိနေတာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့်2022ခုနှစ်ဩဂတ်လမှာထိုင်းရဲတပ်ဖွဲ့ကရှီကိုဘန်ကောက်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာထိုင်းရဲအခြေခံဥပဒေအရတရားရုံးကရှီကိုတရုတ်ကိုလွှဲပြောင်းအနှံ့ရေးနဲ့ပတ်သက်ပြီးနှောင့်နှေးကြကြစေခဲ့တယ်။တရားရေးဆိုင်ရာအသားစီးတွေကိုထိရောက်စွာပယ်ချနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ရှီကိုတရုတ်ကိုလွှဲပြောင်းအနှံ့ရေးလုပ်ငန်းစဉ်ကိုဥပဒေအရဆက်လက်လုံဆောင်နိုင်တော့မှာဖြစ်ပါတယ်။ရှီက ထိုင်းမှတရုတ်ကိုလွှဲပြောင်းအနှံ့ခြင်းမခံရမီအချိန်ထိထိုင်းမှဆက်လက်ထိန်းသိမ်းခံရမှာဖြစ်ပါတယ်။